အောင်မဲမင်္ဂလာပါတစားမုံလာတွေကိုတော့စနေပြီဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမုံလာတွေမှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကန့်အကောင်းဆုံးနေနေနေရှိတယ်အဲ့ဒါတွေကအင်္ဂါသာသမီးတွေရဲ့ဗုဒ္ဓဟူးသာသမီးတွေရဲ့တောက်ကြသာသမီးတွေရဲ့ဒီသုံးနံဒီတစားမုံလာတလာလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့အရင်တုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံပြင်းတွေရဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ဖို့ဆိုပြီးရည်ရွယ်နေတဲ့သူတွေအနေနဲ့လည်းအကျွေးဆက်နိုင်မဲ့အခွင့်အရေးကောင်းတွေရလဒ်ကောင်းတွေကြုံလာမယ်ပြောချင်တာတော့မွေရပေါက်ရလန်းနေတိတိတတာတိုးပွားလာမယ်တိုးတက်လာမယ်နောက်ပြီးတော့မွေကြီးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီတုံးနဲ့နဲ့မှာပါနေရဲဆိုတိတိတတာကြီးတိုးတက်လာမယ်အောင်မြင်လာမယ်အဆင်ပြေလာမယ်ပေါ့ပြောချင်တာတော့ဘယ်လိုခေါ်လဲဆိုတော့ဒီလာထဲမှာသံဝန်တာထဲမှာဒီတုံးနဲ့ဒီတိတိတတာမွေမွေကန်ကောင်းတယ်အဲ့လိုမွေကန်ကောင်းတဲ့အတွက်ကြောင့်မလို့ ်เนาะဒီများများလိုချင်တယ်ဆိုရင်တော့ကိုကလူစရာရှိရလူတန်းပေးရမယ်ပေးစရာရှိရပေးကမ်းရမယ်အလူကံပုတ်ကိုမိသည့်လူကံပုတ်ကိုအတိုင်းမဆိုပေးကမ်းဆောင်ကြရမယ်เนาะပြီးရဒုတိယအနေနဲ့လိုက်တာကကျတော့တနည်းခုနေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့အဓိကတော့ပါလဲဆိုဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့ကိစ္စကကျတော့ဒီတော့မွေးကြီးတက်တဲနေရာလေးရှိတာဒီဒါလေးမှာတက်တာလာမယ်ဒါပေမဲ့ကြည်မာတော့မွေးကြီးအခက်ခဲတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါကရင်သားတော့ကမပေးနိုင်မကန်းနိုင်အဆင်မပြေဘူး အရင်မုန်းချက်နေတဲ့တနေ့ကုန်နေနဲ့စနေနေ့ပါလာမယ်ဆိုရင်တော့ဒီသားထဲမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့လို့ခေါ်လဲဆိုတော့အသက်ရှူပေါက်လေးတွေ့ရမယ်ငွေရပေါက်ရာလန်းလေးတွေ့ရမယ်ကိုကအဲ့ဒီငွေရပေါက်ရာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့ငွေရပေါက်ရာလန်းဒီများလာတာမို့လို့များလာတဲ့ဒီဘယ်မှာမို့လို့ကျွန်တော်ဒုတိယထဲမှာထည့်ထားတယ်အပေါ်နေလန်၃ခုကကြတော့နော်မိနေတာမှာကိုကအဲ့လိုအော်တိုမက်တစ်လာပေးမဲ့သူတွေအလောက်ကိုဗျာနင့်ကန်နေအောင်ခိုင်းမဲ့ယာတွေပေါ်လာတတ်တာမျိုးပေါ့အဲ့တော့တတိယကံကောင်းဆုံးနေရာမှာရှိနေတာကြတော့ဘာလဲဆိုတော့ ကျွန်တော်တနေနာနဲ့ကြတာပြီဒီညမှာတတိယအကန်ကောင်းဆုံးလို့ပြောရခြင်းကြောင့်ဒီကကံညံ့နေရလို့မဆိုလို့ဘူးတော့တနေနာနဲ့ကြတာပြီကကျတော့ဘာတတိယနေမရောက်နေရလဲဆိုတော့လို့ကကျတော့ပတ်စံဝင်လားမဟုတ်ဝင်တယ်ဒါပေမဲ့ပုံမှန်မဟုတ်တော့ဝင်မွေးတွေပုံမှန်မဟုတ်တော့ရလက်တွေကြောင်းမလို့မွေးတွေကုန်တာမျိုးတွေအာမျိုးတွေရှိတယ်ဆိုတော့ဟိုထားတော့တရားဝင်လို့ဆိုပြီးတော့တို့မှာ60 90လောက်တုံးဖို့ရထားရတယ်ရှိဖို့ရှိနေတယ်ကုန်းကုန်းလေးတဲ့အကြောင်းမလို့ငွေကံကတိတိတ္တရီအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်စံဝင်လားဆိုတော့ဝင်တဲ့ကိန်းကတော့ ရှိနေတယ်။ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ဒီတရင်းနာနဲ့တတာပရိကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလည်းရှိနေကြမှာတော့တတိယဒီနေရာမှာထားထားတာ။အကြောင်းမလို့တရင်းနာသားသမီးရဲ့တတာသမီးပါတယ်ဆိုရင်တော့ဒီဒီလာထဲမှာပတ်စံနဲ့ပတ်သက်တဲ့ကိစ္စများများအလုံးစစ်စစ်ပို့လိုအပ်လိမ့်မယ်။စစ်စစ်ရလိမ့်မယ်။မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေများများအလုံးဟိုကောင်ဆုံးမယ်လို့ပြောလို့ရတယ်ပေါ့။အဲ့တော့ကဲအင်္ဂါရောဘာရောညာရောကဲထားလိုက်ပါတော့။အဲ့တော့ဒီတစားဝန်တတလာထဲမှာကံကောင်းဖို့ငွေကြီးကံနဲ့ပတ်သက်ပြီးတော့ အဆင်ပြေဖို့အတွက်ကျွန်တော်ဂျယ်ရီအားတစ်ခုပေးမယ်မန္တလေးတစ်ပုဒ်ပေးမယ်အဲ့ဒါပါလဲဆိုတော့အုံနမောဘုဒ္ဓော အရဟံယာစာဣဟိတနံဣဟိလာပဲအုံနမောဘုဒ္ဓောအရဟံယာစာဣဟိတနံဣဟိလာပဲနော်အုံနမောဘုဒ္ဓောအရဟံယာစာဣဟိတနံဣဟိလာပဲဒါကိုလုံးရမလဲဆိုတော့ဒါကိုရုတ်ဖက်တဲ့တဲ့ရဲ့အခါမှာမိထုတ်ရမယ် ဲ့ဒါကိုဖျောင်းတိုင်တိုင်တိုင်ရှိမယ်ဗျာအဲ့ဒါတိုင်မှာကျွန်တော်ဆာရွယ်လေးနဲ့ပဲဖြစ်ဘောပင်လေးနဲ့ဖြစ်လူမျိုးကတန်ကျုံလေးနဲ့ပဲဖြစ်အုံနမောပုတ်တော်အရဟံယာစာအီဟိတနံအီဟိလာပဲဆိုအောင်စာကြောင်းလေးနဲ့ရေးရမယ်ရေးပြီးတဲ့အခါမှာအဲ့ဒီဖျောင်းတိုင်ကိုအိမ်မှာရှိတဲ့ဖျားစင်နော်ဖျားကြောင်းဆောင်အိမ်မှာရှိတဲ့ပုပ်ပိုလဘာဘာရှိမှဒီဖျောင်းတိုင်ကိုထုံးရမယ်ထုံးပြီးတဲ့အချိန်မှာကိုကဒီဂါရာကိုမိမိရဲ့တက်စစ်သမဟုတ်ရင်ပရိတပတ်နော်စစ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းတဲ့တစ်ချိန်ထုံးတိုင်ရုပ်ပြရမယ်အဲ့တော့ဒီအဲ့တော့တနေ့ကိုခင်ဗျာ၃ခါထုံးတိုင်၃ချိန်ရုပ်လို့ရတယ် ေးကထွန်းနိုင်နေချိန်ယူလို့ရတယ်နော်ပြီးတော့အကိထိုင်ရောက်နိုင်တဲ့ချိန်ပဲထွန်းနိုင်တယ်ဒါပေမဲ့အနည်းငယ်ယူချင်တဲ့သူတွေနေနဲ့လည်းယူလို့ရတယ်အဲဒါဆိုလက်လာပါတွေတိုးွားလာမယ်အနောက်ချက်တွေကင်းလာမယ်ကောင်းမွန်ကြီးမင်္ဂလာဖြစ်တာနဲ့တွေ့ကြုံခံစားရပါလိမ့်မယ်အားလုံးတစားမုံလတ်တလမှာအားလုံးအစီအစဉ်ချောက်မှကြပါစေဒါလည်းကောင်းတယ်အားရှိကြပါစေ